ျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ဒီကီးသုံးလုံးကိုပြန်လည်မြောက်တော့မှာဖြစ်တယ်ပေါ့နော်နံပါတ်16 18 18ကနေစာပြီးပြပေးထားတာဖြစ်ပါတယ်ပင်ရှိကီးသုံးလုံးကျွန်တော်တို့ဒူလေးလာကြည့်မယ်ပေါ့နော်ဒီ9 6ခွန်အထိကီးမှာ9လေးလေးဖြစ်ပါတယ်ခင်ဗျာ9 6ခွန်ကီးပေါ့နော်9လေးလေးဆိုတဲ့အတွက်9ဒီထိပ်စီဖြစ်ပါတယ် နောက်ထပ်ကျွန်တော်တို့ဒီ shock conscious key ဖြစ်ပါတယ်ဗောနော် shock conscious key မှာ9ခွန်9ဆိုတဲ့ခုနှစ်အလေဖြစ်ပါတယ်ခင်ဗျာခုနှစ်အလေ9ခွန်9ဗောနော်နောက်ထပ်ဒီ69တုံများ key ဖြစ်ပါတယ်ဒီမှာတုံများ63ဆိုတဲ့အတွက်တုံများထိပ်စီးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ထပ်နံပါတ်19မှာဆိုရင်2 3 4 key ဖြစ်ပါတယ်395ဆိုတဲ့အတွက်3ဒီထိပ်စီးပဲဗောနော် နောက်ထပ်နှစ်3-4အထိကိမှာ63ည3ဆိုတဲ့အတွက်3အပိတ်ဖြစ်ပါတယ်ခင်ဗျာဒီတင်းနှစ်3အထိကိမှာတော့6နှစ်6ဆိုတဲ့အတွက်နှစ်အလေဖြစ်ပါတယ်နံပါတ်20နှစ်ဒီ6 9 3ည3အထိကိမှာ4 8တိဆိုတဲ့အတွက်ချစ်အလေဖြစ်ပါတယ်3 4 5ကီးရတယ်ဗောနော်5 6 8ဆိုတဲ့အတွက်အထိက5ဒီထိရှိဖြစ်ပါတယ် ီ24မှာကုတုံများတဲ့အဓိကမှာဆိုရင်တိတိချောင်းဆွေတဲ့တိတိထိတ်စီနဲ့အလေးဖြစ်ပါတယ်။နောက်ထပ်နံပါတ်25မှာကုတုံများတိကိဖြစ်ပါတယ်။69တုံများဆွေတဲ့ကုရဲ့တုံများရဲ့69တုံများဖြစ်ပါတယ်။ပြီးတော့89ကိမှာ593ဆွေတဲ့ကုအလေးဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်နံပါတ်29မှာ69တုံများကြီးဖြစ်ပါတယ်9တုံများလေးဆိုတဲ့အတွက်တုံများအလေးဖြစ်ပါတယ်ပေါ့နော် 28မှာ305 key ဖြစ်ပါတယ်9 3များ3ဆိုတဲ့အတွက်3ဒီအပိတ်5ဒီထိရှိဖြစ်ပါတယ်တင်းနေ3အထီး key မှာတော့336ဆိုတဲ့အတွက်3ဒီထိရှိနဲ့အလေးဖြစ်ပါတယ်ခင်ဗျာနံပါတ်30မှာဆိုရင်234ဖြစ်ပါတယ်ဗောနော်3ည4တိဆိုရတဲ့4တိအလေးဖြစ်ပါတယ်နံပါတ်30နဲ့တိဗောနော်5လျှောက်ခွန်ကြီးဖြစ်ပါတယ်6လျှောက်ခွန်ဆိုရတဲ့9အပိတ်ဖြစ်ပါတယ်6ကအလေးဗောနော်6ခွန်6လျှောက်ခွန် ငါးလျှောက်ခွန်အထီးကိမှာတော့လျှောက်တော်များလျှောက်စရတဲ့6တိထိတ်စီနဲ့အပိတ်မှာဖြစ်ပါတယ်။နောက်ထပ်နံပါတ်33ပါဒေငါးလျှောက်အထီးကိမှာလျှောက်ရှောင်းနဲ့စရတဲ့6တိထိတ်စီနဲ့အလေးဖြစ်ပါတယ်။33ကြိမ်ရှိသွားခေပြပြဖြစ်တယ်ပေါ့နော်။ဟုတ်ကဲ့ကျွန်တော်နောက်ထပ်တပင်ကိုဆက်ပြီးလေ့လာကြအောင်ပေါ့နော်။34မှာဆိုရင်ကျွန်တော်အထီးကိအနေနဲ့6ခွန်ရှိကိဖြစ်ပါတယ်။6 6 5ဆိုတဲ့6တိထိတ်စီနဲ့အလေဖြစ်ပါတယ်ခင်ဗျာ။ နံပါတ်35မှာတော့နစ်34ကီဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ကိုရှောင်းနစ်ဆိုတဲ့အတွက်နစ်ဒီအပိတ်ကိုရှောင်းနစ်ပြီးရင်ဒီရှိကိုတုံညာအတိကီမှာတုံညာလေးလေးဆိုတဲ့အတွက်တုံညာဒီထိပ်ပါနော်။ပြီးရင်ကိုတုံညာဒီအတိကီမှာတော့နစ်နစ်ဒီဆိုတဲ့အတွက်တတီအပိတ်ဖြစ်ပါတယ်။နောက်ပြီးတော့ဒီ56ရောက်အတိကီဖြစ်ပါတယ်ဗောနော်။56ရောက်အတိကီမှာတော့ချင်းလေး3ဆိုတဲ့အတွက်လေးကအလေးဖြစ်ပါတယ်ခင်ဗျာ။ လေးအလယ်843ပြီးရင်တော့နံပါတ်39မှာဆိုရင်56ရှားအထီကီဆိုပြီးဖြစ်ပါတယ်။ရှေ့ရှောင်း3ဆိုရတဲ့6ဒီအလယ်ဖြစ်ပါတယ်ခင်ဗျာ။တုံညာတင်းနီကီမှာတော့နစ်တုံညာ9ဆိုရတဲ့တုံညာအလယ်ဖြစ်ပါတယ်။နံပါတ်43မှာတော့9တုံညာတင်းအထီကီမှာ9099အပိတ်ဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်ဒီ9တုံညာတင်းကီမှာ9တုံညာတုံညာဆိုရတဲ့တုံညာအလယ်အပိတ်ဖြစ်ပါတယ်။ ။နောက်ထပ်နံပါတ်43မှာဆိုရင်960ကီဖြစ်ပါတယ်ဗောနော်။ခုနှစ်တလုံးအလေနဲ့အပိတ်300ဖြစ်ပါတယ်။နံပါတ်44မှာဆိုရင်ကိုတုံမြတ်တိကီထဲက6940ရဲ့အတွက်ကိုအလေဖြစ်ပါတယ်။တနည်း3ကီဖြစ်ပါတယ်ဗောနော်963ဆိုတဲ့အဲ့ဒီမှာတော့3တလုံးအပိတ်963ရှစ်ကိုတုံများကီမှာ68ခွန်ဆိုတဲ့အတွက်ရှစ်တီအလေဖြစ်ပါတယ်တင်းနေ3အတိကီမှာတော့နိနေခွန်ဆိုတဲ့အနေတီ ထိတ်စီးနေအလေဖြစ်ပါတယ်နိနိခွန်ပါနော်305အထီကိမှာတော့388ဖြစ်ပါတယ်3ဒီထိတ်စီးဖြစ်ပါတယ်ခင်ဗျာဒါရောနံပါတ်49မှာဆိုရင်နိ34ကိရတယ်ပါနော်339ဆိုရတဲ့3ဒီထိတ်စီးဖြစ်ပါတယ်တင်းနေ3အထီကိမှာတော့39နိဆိုရတဲ့3ဒီထိတ်စီးဖြစ်ပါတယ်ပြီးတော့ရှေကိုတုံညာအတိကိမှာတော့39နှစ်ဆွေအတွက်9အလေဖြစ်ပါတယ်ခင်ဗျာ။ အပြင်ပေါင်းဆိုရင်တော့ကျွန်တော်90ချီသွားပြီပေါ့နော်90တကြိမ်ထိချီသွားခဲ့ပြီပြီဖြစ်ပါတယ်။ဒါလေးကိုကျွန်တော်အတူတူလေ့လာကြည့်မယ်ပေါ့နော်။ကျွန်တော်ဒီ K ကဒီချီရကျွန်တော်ဗီဒီယိုတင်မိထားတဲ့နီးမှာလည်းတူနေတဲ့အတွက်ကြောင့်မို့ကျွန်တော်အတူတူထပ်ပြီးလေ့လာကြည့်အောင်ပေါ့နော်။โอเคတူရဲ့တနည်းကတော့ဒီဟာလေးပေါ့နော်ငင်းငါးတည်း339တပင်ကနေ999ကိုတုံးကနေတပင်ကိုဆက်ပြီးလေ့လာကြည့်အောင် 3က4ချိန်ဆိုတဲ့အတွက်3 4 10နာရီဖြစ်ပါတယ်6ရောက်ရခွန်ရပေါင်းတာ73တင်းနဲ့9နဲ့က10နင်းနဲ့3ပေါင်းတာက9ပြီးရင်ဒီ9နဲ့9ပေါင်းတာက14ပေါ့နော်6နဲ့ချိန်ပေါင်းရှင်း7ဖြစ်ပါတယ်3နဲ့ပေါင်းတာ9ကိုဒီအပေါ်မှာရှိတဲ့နင်းနဲ့ထပ်ပေါင်းပြီးရမှာဖြစ်ပါတယ်ခင်ဗျာ ခေတ္တဆိုရင်ကျွန်တော်နေတဲ့3ပေါင်းချင်း9ရမယ်ပေါ့နော်အနေနဲ့3ပေါင်း9 9နဲ့ပေါင်းရင်30ဒီ၄နဲ့နေပေါင်း၄နဲ့9ပေါင်း9 9နဲ့နေပေါင်းတာဆိုရင်7ရာတွေအတွက်ကြောင့်မို့ကျွန်တော်ဒီနေ3ဒီနေ3တီးရမယ်ပေါ့နော်3 9နေဆိုတဲ့အတွက်အဲ့ဒီမှာတော့နေကို3ကိုပေါ့နော်3 9နေဖြစ်ပါတယ်ဒါကြောင့်မို့တင်းနေ3ကီမှာ3နှစ်ဆိုပြီးတော့ဒီမှာရေးပြထားရှင်းဖြစ်တယ်ပေါ့နော်အဲဒီမှာတော့တင်းနေ3နှစ်ဒီအပိတ်ဖြစ်ပါတယ်3ထိပ်ဖြစ်ပါတယ်ခင်ဗျာ โอเคနောက်ထပ်နံပါတ်90နဲ့တီ89တုံညာကြည့်ရတာလေးဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော်အပေါ်ကအနည်းအတိုင်းပဲဒီ3ကို4ချိန်ဆွဲအတွက်3လေးဒီဒီဆက်နေဖြစ်ပါတယ်8ကို9ချိန်9မှာ2ချိန်ပေါ့နော်ဒီအပေါ်မှာဆိုရင်ဒါဆိုရင်ဒီနည်းအတိုင်းပဲဆိုရင်တော့အနည်းနာချိန်4ပေါ့နော်3ကိုပေါင်းရှင်းဒီဆက်နေတင်းနဲ့3ပေါင်းရှင်း4ဖြစ်ပါတယ်3ရခွန်ရပေါင်းရှင်းက30ဖြစ်ပါတယ်တုံညာနဲ့4ပေါင်းရှင်းဒီ4ကိုနည်းနဲ့ထပ်ပေါင်းပေးရမှာဖြစ်ပါတယ်ခင်ဗျာ ဒါဆိုရင်ကျွန်တော်၄နဲ့၄ပေါင်းချင်းဒီရှိပေါ့နော်ရှင်းနေနှစ်ပေါင်းရင်30ဒီ၄နဲ့ဒီဒီနှစ်နဲ့ဒီ၄ပေါင်းချင်း6ကိုနှစ်နဲ့ပေါင်းတာဆိုရင်ရှင်းရတဲ့အတွက်ကြောင့်မို့6ကိုတော်များကြီးစုပြီးဖြစ်ပါတယ်နောက်ထပ်ဒီပြန်မှာက3ကိုနှစ်ဆိုရဲအတွက်6အလေးဖြစ်ပါတယ်ခင်ဗျာ6ကိုတော်များထဲက6အလေး3ကိုနှစ်ဖြစ်ပါတယ်ပေါ့နော်โอเคဒါကြောင့်မို့ဒီမှာ၈ကိုတော်များစပြေးကြီးပြထားတယ်ပေါ့နော်ဒီနေ့အတိုင်းပဲဒီအပေါ်ကပင်နေကိုတော့မိတ်ဆွေများပြန်ပြီးစစ်ကြည့်လို့ရတယ်ပေါ့နော် ။အားဖြင့်ကျွန်တော်ဆက်နှစ်ကြိမ်အတွက်ကဒီ3လေးဒီဒီဆက်နှစ်ဖြစ်ပါတယ်။တုံညာနဲ့ချိန်တုံညာကိုရှောင်းနဲ့ထပောင်းတာဆိုရင်တုံညာနဲ့ရှောင်းပေါင်းရှင်6နင်းနဲ့3ပေါင်းရှင်တင်ကပြီးရင်တုံညာနဲ့3ပေါင်းရှင်တင်ကိုနင်းနဲ့9ပေါင်းတာလေး7တိခုနှစ်ချိန်ပေါင်း14 3ပေါင်းရှင်9ရမှာပေါ့နော်ပြီးရင်ကျွန်တော်အပေါ်မှာရှိတဲ့နင်းနဲ့ထပောင်းပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီလိုထပ်ပြီးပေါင်းကြည့်မယ်ပေါ့နော်9 8 9 10ပြီးရင် ဒီ9နဲ့ဒီနှစ်ပေါင်း6 6နဲ့6ပေါင်းစနစ်နဲ့နဲ့နှစ်ပေါင်းတာလေးဆိုတဲ့အတွက်ကြောင့်မို့ဒီ7ချိန်မှာတော့ကျွန်တော်တို့၄5 6ကီးရမှာဖြစ်တယ်ပေါ့နော်ဒီနှစ်3ကီးမှာ3 9နဲ့89 3များကီးမှာ3 9နဲ့ဒီ7ချိန်မှာတော့ဤအရာပေါ့နော်ကျွန်တော်၄5 6ကီးဆိုပြီးဖြစ်ပါတယ်ခင်ဗျာ၄5 6အဓိကီးဖြစ်ပါတယ်ပေါ့နော်ပင်ရှင် ကီး၃လုံးဖြစ်ပါတယ်ခင်ဗျာအဲ့ဒီပင်ရှေကီး၃လုံးဒီကျွန်တော်တို့ရှေ့ရဗီဒီယိုမှာသင်ပေးထားတဲ့ဒီကီးပေါ့နော်ဒီကီးဖြစ်ပါတယ်အလဲထိန်နှလုံးပေါင်းရှင်းပါနော်၃ညနဲ့တစ်ပေါင်းဒီ၁နှစ်၃ကီးမှာကုတော်များတော့နပင်ရှားဖြစ်ဖြစ်ပါတယ်တုံညညတုံညနဲ့ကိုတုံညကိုကိုတုံညလေးငါငါလေးလေးဒီဟာလေးပါနော်ပြီးရင်3 5မှာ3ရင်5ရဲ့3 9 9

ဒီမှာနှစ်ပင်ချဖြစ်သွားတယ်ပေါ့ခင်ဗျာဆိုတော့ကျွန်တော်တို့ဒီဆက်နှစ်ချိန်မှာတော့၄၅၆ကီ၄၅၆ကီတူနေတယ်ပေါ့နော်โอเคဒါလေးကတော့ကျွန်တော်အတော်ကူရအောင်ရွှေပြီးတော့ပြန်လည်းမြောက်ပြီးရှင်းတာဖြစ်ပါတယ်โอเคဒီ၄၅၆ကီတူတယ်ပေါ့နော်ဆိုတော့ကျွန်တော်ရှိဒီ၄၅၆ကီကိုဒီအလေတော့မဟုတ်အပိတ်ကီနဲ့တွဲလို့အဆင်ပြေမယ်ပေါ့နော် ဟုတ်တောင်များလေးလေးနင်းနေတဲ့ချစ်လေးတောင်ချစ်ချောက်တော့နှစ်တောင်များကိုခွန်ခွန်ကိုပါတော့သူက အလဲမဟုတ်ရင်အပိတ်ပါတော့โอเคဒီ7ချက်မှာကျွန်တော်ဒီအရာ20နဲ့တင်ပြထားပြီးပြီပေါ့နော်3ခု3များဖြစ်ပါတယ်3ခု3များကိုအလေးအပိတ် နေရာမှာထားပြီးတော့ကျွန်တော်ဒီ6 5 6နဲ့တွဲရင်စင်ပြေမယ်ပေါ့နော်3 5နဲ့မှာ6နဲ့3တင်နေတော့3 3များကိုမှာ6 3များတင်နေ3 4ဆိုပြီးပေါ့နော်ဒီတစ်ပတ်မှာတော့3ခု3များရဲ့6 5 6ရဖြစ်ပါတယ်